ိတ်ခြေနေရင်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အနေအထားတွေဒါဖြစ်ရင်ဘယ်ဟာကိုဘာနဲ့ဖယ်ရှားရမလဲလောကမှာဘယ်အရာပဲဖြစ်ဖြစ်မလို့ချင်းမလို့တဲ့အချင်းတဲ့ဟာနဲ့လို့ချင်တာနှစ်ခုရှိရသို့မဟုတ်လူရဲ့တဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တာနဲ့မကောင်းတဲ့အကျိုးတရားတွေကိုဖြစ်စေတတ်တာလို့နှစ်မျိုးဟာအမြဲတမ်းရှိတယ်ပေါ့ဆိုပါစို့လူရဲ့တဏ္ဍမှာယောဂဝေဒနာကိုဖြစ်ပေါ်နေတတ်တဲ့ယောဂဝေဒနာဆိုတော့အလိုမရှိတဲ့ယောဂဝေဒနာတွေလူတဏ္ဍမှာဖြစ်လို့ရှိရင်စိတ်တောက်ပြီးဖယ်ရှားတာပေါ့ဒီလိုဆိုလို့တယ်အဲ့ ဖယ်ရှားတဲ့နီးတွေကိုလည်းပဲသူ့အနေနဲ့သူဖယ်ရှားတရားဆိုတော့သူ့အနေနဲ့သူဖယ်ရှားကုသဏမှာဆိုပါစို့ကုသိုလ်ကိုထူထောင်ပြီးတော့အကုသိုလ်ကိုဖယ်ရှားရတယ်ဒါကြောင့်မို့ခုနှစ်ခုမြောက်ခံကောင်းစင်မှာမြတ်စွာဘုရားဘယ်လိုဟောလို့ဆိုတော့တတရဣထံနိဗ္ဗာန်ညာဣထံပဇေတာတဲ့အဲ့ဒီအခုပြောခဲ့တဲ့ဒီစိတ်ရဲ့အခြေအနေပေါင်း36မျိုးထဲမှာတဲ့36ရဲ့6မျိုးထဲမှာ ဒါကိုအမိပြုပြီးတော့ဟိုဟာကိုဖယ်ရမယ်လို့တို့တိတိချာချာမပြောဘဲနဲ့ဣထံဆိုတဲ့စကားလုံးလေးကိုတုပ်ပြီးတော့ဒါကိုဖယ်ဒါကိုအမိပြီးတော့ဒါကိုဖယ်လို့ဒီလိုပြောတယ်အဲ့ဒါကြတော့ချင့်နဲ့ချင့်ချင့်စဉ်ကိုမြတ်စွာဘုရားဟောလောကမှာတစ်ခုနဲ့တစ်ခုဖယ်ပြီးတော့သွားရတာပဲဘယ်ရာပဲဖြစ်ဖြစ်အဆိုးနဲ့အကောင်းဆိုတာလာတယ်လာတဲ့အခါမှာအဆိုးကိုကောင်းတဲ့အစားထုတ်ဖယ်ရတယ်အကောင်းကိုအမိပြုပြီးမှသာအဆိုးဖယ်လို့ရတာကိုအဆိုးဖယ်ပြီးမှအကောင်းယူတာမဟုတ်ဘူးအကောင်းနဲ့အဆိုးဟာရှိတယ် ရှိနေတော့အဲ့ဒါအကောင်းကိုထူထောင်ပေးပြီးတော့အဆိုးတွေကိုဖယ်ရှားတဲ့အပေါ်အဲ့တော့လူတွေရဲ့တန်တမာလည်းပဲတူပဲမတိတာကိုဖယ်ရှားပြီးတော့မတိတာကိုဖယ်ရှားပြီးတော့တိတာကိုလှုပ်ချင်တယ်ဆိုရင်အတိညာဏ်ကိုမှီပြီးတော့မှမတိတာကိုဖယ်ရှားလို့ရတယ်တတိဖြစ်အောင်လုပ်ပြီးတော့တတိမဲ့တာကိုဖယ်ရှားရမယ်နော်